မာရာပစ်စီလေးရောက်လာပြီဆိုတော့တစ်ချက်တော့ဖောက်ကြည့်လိုက်ရအောင်เนาะဒါလေးကတော့ဘန်ကောက်ကနေမဲဆောက်အိမ်အရောက်ထိကိုတသေးချာတသေးရက်လေးရောက်လာတဲ့ပစ်စီလေးမျိုးတစ်ချက်တော့ဖောက်ကြည့်လိုက်ရအောင်เนาะအထဲမှာဘလို့လေးဖြစ်နေမလဲဆိုတော့ဒီအဖြူဖြူလေးကဘာလေးလဲရှင်ဘာလောက်တဲ့ဟာလဲတိတဲ့လူပြောပြပေးပါဦးเนาะဆိုရင်เนาะအရန်ကိုစားချင်နေတယ်ဟောဒီကချိုကိုဂျမ်ပေါက်လေးရောက်လာပါပြီဗောနော်အဲ့ဒါဆိုရင်เนาะဖောက်ကြည့်လိုက်ရအောင်เนาะအထဲမှာဘလို့မျိုးလေးဖြစ်နေမလဲဗောနော်ဟိုးဟိုး စင်တော့မဲဆောက်မှနေတယ်သူဆိုတော့လေဒါတဘူးပေါ့နော်ဘတ်900ကျော်လောက်တော့ပေးရတကယ်လို့ဘန်ကောက်မှနေတယ်သူဆိုရင်တဘူး300ကျော်400တော့မပြည့်ဘူးပေါ့နော်စင်တော့ပြောမဆိုရင်ပိုခါကလည်းရေခဲကားနဲ့950ဆိုအကလုံး800နီးပါတော့တော့ကြာသွားတော့ပေါ့နော်ဒါပေမဲ့စားချင်တာကိုစားရတော့မယ်အဲ့ဒါဆိုရင်တော့အရသာလေးဘလို့နေမလဲစားကြည့်လိုက်ရအောင်နော်စတော်ဘယ်ရီလေးစားစားပါမယ်အော်အဲ ตัวอะตวินตาเลย no strawberry อย่าตาปုံซันโหลမျိုးป่ะเนาะอืมဒါမှအရင်ချုံမနေဘယ်နဲ့လေဒီ strawberry အရသာစစ်စစ်ကိုစားနေရတဲ့ပုံစံလိုမျိုးပေါ့နော်အရသာလေးက no အနံ့လည်းအရင်မထွက်ဘူးอืมမဆိုးဘူးပြောသေးလေးစားကြည့်ပါမယ်နော် ူအားကြတော့လေတီမွေအရတာလေးပဲငပြောတီးကိုမွေးနေတာပဲမသိရင်ငပြောတီးစစ်စစ်ကိုဝါစာကြိုက်စားနေရတယ်လို့ပဲပေါ့နော် လုံးဝအတွင်ထဲကြည့်လိုက်အောင်အဲ့လိုမျိုးလေးအင်းအဲ့ကောင်းလားမအရတာလေးလုံးဝကိုတကြားချိုးတယ်အရတာကိုမရတာပေါ့နော်ဒီ အတီးရေကဲမော့ကတို့ပြောတဲ့အတိုင်းပဲပေါ့နော်တို့ကတဘာဝအတီးစစ်စစ်နဲ့ပဲလှုပ်ထားတာပေါ့နော်ဘာအချိုမှမယောဆိုတဲ့အတိုင်းပဲရေကဲမော့မကြိုက်တဲ့သူစင်အောင်မကြိုက်တော့ပေါ့နော်ပြောပေးရတဲ့ဈေးနဲ့ကတော့ဒီလောက်တော့ကောင်းမအောင်ရမှာလေနော်နောက်ထပ်တစ်ခုကတော့စပစ်လေးဟွန်းတို့ကငနေချစ်ချင်တယ် ချစ်ချင်မမွေးလေးอืมလုံးဝ texture စပြည့်အနံ့ကိုရတာဒါလေးကကြတော့ raspberry ပေါ့နော်ဒါလေးစားကြည့်မှာอืมอืมဒီတခွာချင်တာ raspberry ဆိုတဲ့အတိုင်းမှာအချင်ပုံများတယ်ဒီအပြင်အခွန်လေးကလေဘာနဲ့လှုပ်ထားလဲတော့မသိဘောနော် ตลอดเลยจุดอะไรมาเองโชว์ใส่มันเหนียววะเนาะ ไม่นักสมุดก็รอเลยหมอทีเลยวะเนาะลงว่าเสื้อตายมั้เนาะแซนซ่าจีมันดีอคงขวาไล่ได้ฉันใหญ่ทั่วลาได้อันแน่นเลยลุมเดียวว้าเนาะตาอ้ามวยอ่ะยี่เกมหมดจุนตาลียสัก နူညံ့ချိုချင်လေးစားပြီးတော့ fresh ဖြစ်တယ်လက်လက်ဆက်ဆက်စားနေရတဲ့အတိုင်းမှာလေอืมเกดอูนี่นะลงว่ากาซายีเกกาลีนะปุ๊ล่ะเนาะ ပိုခနဲ့ရ90ရတော့တော်တော်တန်သွားပြီလုံးဝကိုဆိုင်မှချက်ချင်းဝဲပြီးတော့စားနေရတဲ့အတိုင်းပဲပေါ့နော်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ clock ပါပဲပေါ့နော်။နောက်ဒီကြမ်းမပတ်သင်ရပါလေဒီစားပြဆန်ပြပြီးတော့ချက်ပြမယ်ဆိုတာကြည့်ရှုအားပေးကြပါဦးနော်။အားလုံးနှစ်ဆလိုက်ပါတယ်တတား။